လိင်ကိစ္စအတွက်သားမကပဲဂျမ်းမာယူအတွက်ပါကောင်းမွန်တဲ့ဒီကိုယ်လုံးချွတ်ပြီးညအိတ်ချင်းเจ้าကိုတင်ဆက်ပေးခြင်းပါလေအထူးသဖြင့်အမျိုးသမီးများအကုန်ချွတ်ပြီးအေးရပါမယ်အတွင်ခါမမကြံချွေကြတာဖြစ်ပါလေအဲဒီလိုကိုတုံးလုံးအိတ်ရင်ဘာတွေကောင်းလဲမိန်းကလေးတယောက်ဂျမ်းမာလှပလို့ရင် စိတ်ဖိစီးမှုလျော့ပြီးစိတ်လွတ်လပ်စွာအိတ်ဆက်တတ်ဖို့တကယ်အရေးကြီးပါလေဒီလိုအိတ်ဖို့ဆိုလို့ရှိရင် ပထမ ကိုခန္ဓာလွတ်လပ်နေဖို့လိုအပ်ပါတယ်။ဘရာဇီယာတို့အောက်ခံပေါင်းမျိုးအားချုပ်ပြီးကိုတုံးလုံးအိတ်ဆက်ခြင်းဟာစစ်ရောလူပါကြားမှာပြီးစိတ်ဖိအားများရော့ကျသွားစေနိုင်တယ်ဆိုတာသူတည်တနာမှတ်တမ်းများအရာသိရှိရပါတယ်။အောက်ခံပေါင်းမျိုးပဲအိတ်ချင်းကြောင့်သွေးလည်ပတ်မှုပုံမကောင်းမွန်နိုင်ပြီးလိန်နိုးထစေများပိုကောင်းလာနိုင်ပါတယ်။အောက်ခံပေါင်းမျိုးဝတ်အိတ်ချင်းကြောင့်သွေးလည်ပတ်မှုအဟန့်တာသွေးလေမညင်ညွတ်ခြင်းနဲ့ ပေါင်ကြားရှိအနတ်အသက်များပုံမူအနတ်ဆိုးစေပါれနေလည်နေခင်တဏီကိုဝထားခြင်းကြောင့်ညပိုင်းလေးတလပြီးကိုခန္ဓာရှိအပူမွေများလည်းညော့နဲ့သွားစေမှာဖြစ်ပါれဒါကြောင့်ညအရင်အတွင်းခံချုပ်ပြီးအိတ်တဲ့နာဖြစ်ပါれနောက်တစ်ခါအပေါ်ပိုင်းအတွက်ဆိုရင်ဘရာဇီးယားဝက်ပြီးညမအိတ်တဲ့မှာဘူးညဖက်ဘရာဇီးယားဝက်ပြီးအိတ်မဲ့ဆလို့ရှိရင်တွင်းလေပတ်မှုကိုရောကြစေနိုင်ပါれအဲဒီလိုဝက်အိတ်ချင်းက တင့်ကိုတက်တောင့်တက်တာအနေထားမှာမရှိသေးပါဘူးတင်းကျပ်မှုကိုခံစားနေရမှာဖြစ်ပါတယ်ဘရာဇီးယားဝဘီအိဆက်ချင်းကတင့်ကိုတက်တောင့်တက်တာအိဆက်နိုင်ခြင်းကို မဖြစ်စေနိုင်ရဘူးအိဆက်တဲ့အခါမှာအနောက်ရှက်ဖြစ်စေတာအသေးချာဖြစ်ပါတယ်ဒါကြောင့်ဘရာဇီးယားဘီအေးရင်လူကိုပူပြီးပူစီပြီးချွေးထွက်များစေပါတယ်တခါတည်းဘရာဇီးယားဂျိုးရီက အရန်တင်းကျပ်လို့တဲ့အခါအသားအည်ရရန်တာမျိုးကို ဖြစ်စေနိုင်ပါတယ်တခါတည်း ဘရာဇီးယားကအနေတော်မဖြစ်တဲ့အခြေအနေမှာဆိုလူကိုစိတ်တင်းကျပ်စေခြင်းတက်တောင့်တက်တာမဖြစ်စေခြင်းတို့ကိုဖြစ်ပေါ်စေပါတယ်။နောက်ဆုံးအရေးကြီးဆုံးချက်ကတော့ညာဘက်ဘရာဇီးယားဝက်ပြီးအိတ်တာကြောင့်ကင်ဆာဖြစ်စေနိုင်မှုအခွင့်အလမ်းတွေပိုများစေနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်မိတ်ဆွေအမများညီမများညာဘက်ဝက်အိတ်တက်တဲ့အချင်းရှိရင်အခုကလေးကစပြီးတော့ရှောင်ကျဉ်နိုင်ကြပါစေ။ဆက်လက်ပြီးတော့ဆွမ်းအားပြေးွားတဲ့အာလူကြောင့်လေလာကြရအောင်။ အာလူမှာစွန့်အင်များစွာပါဝင်တဲ့အပြင်အများတိထားတဲ့အသီးအရွက်တွေထက်ပိုပြီးအစွမ်းထက်လို့အာလူမှာပါတဲ့အာဟာရဓာတ်တွေနဲ့ဘယ်လောက်ထိအစွမ်းထက်တဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။အာလူကနေကာဘိုဟိုက်ဒရိတ်စွန့်အင်တဲ့ဗီတာမင်စီအစရှိတဲ့ဓာတ်သတ္ထုများစွာရရှိနိုင်လို့မိမိလိုအပ်သလို အာလူနဲ့ full up လုပ်နိုင်မှာဖြစ်ပါတယ်။ခန္ဓာကိုယ်ကျန်းမာရေးအတွက်အကြီးမားဆုံးသော အထောက်ပံ့ကောင်းနေဖြစ်တဲ့ကာဘိုဟိုက်ဒရိတ်နဲ့ပိုတက်ဆီယမ်ဓာတ်တွေ ွယ်ဝစွာရနိုင်တဲ့အရင်းမြစ်တစ်ခုဖြစ်ပြီးသူ့မှာပါတဲ့ကာဘိုဟိုက်ဒရိတ်ကခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေတည်ဆောက်နေခြင်း fuel up လုပ်ခြင်းနဲ့ပြန်လည်ပြုပြင်နေခြင်းမျိုးတွေမှာများစွာကူညီပေးပါတယ်။တစ်ချိန်တည်းမှာပဲအာလူးမှာပါတဲ့ပိုတက်ဆီယမ်ကကြွက်သားရဲ့လုပ်ငန်းဆောင်တာတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အခမ်းအကဏ္ဍအဖြစ်ပါဝင်နေပါတယ်။လေလာပေးရှိချက်တွေရရတော့အာလူးမှာပါဝင်တဲ့ပိုတက်ဆီယမ်ဟာ ငပြောသီးမှပါဝင်တဲ့ပိုတက်ဆီယမ်ဓာတ်ထက်ပမာဏများစွာ ပါဝင်နေတယ်လို့ဆိုထားပါတယ်။ဗီတာမင်စီကလူခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပြီးကြွက်သားတီရှူအတွက်အရေးကြီးလိုအပ်တဲ့ကောလာဂျင် ထုတ်လုပ်ရဲ့နေရာမှာများစွာထောက်ပံ့ပေးပါသေးတယ်။အလီဒိုရဲ့အာလုကလုံးမှာဗီတာမင်စီ60ဂရမ်ပါဝင်ပြီးဒါဟာကျွန်တော်တို့နေ့စဉ်စားသုံးတဲ့အာဟာရတာဖို့ရဲ့30ရာခိုင်နှုန်းနဲ့ညီမျှပါတယ်။အာလုက ခန္ဓာကိုယ်စွမ်းဆောင်ရည်အတွက်အရေးပါတဲ့အစာအာဟာရကို ပေးစွမ်းနိုင်ပြီးကြွက်သားများပြန်လည်တည်ဆောက်ရမှာလိုအပ်တဲ့ပင်အခြေခံပရိုတင်းကိုအခြေခံထားတဲ့အဆင့်မြင့်ပရိုတင်းဓာတ်တွေနဲ့ဖွဲ့စည်းထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ပုံမှန်ရွယ်စားရှိတဲ့ US Army Diploma တနေ့တာအမြင့်တက်လိုအပ်ချက်ဤခုနှစ်အရာခိုင်နှုန်းနဲ့ညီမျှတဲ့2 gram ပါဝင်လို့တွင်းရဲအချိုဓာတ်ကိုထည့်ညှိပေးရမှာကူညီပေးသလိုဆောင်းဆောင်ခြင်းကိုပါလျော့ပါစေလို့ဗိုက်ပြေပြီး အာရပြည့်စည်သလိုခံစားရမှာဖြစ်ပါတယ်။ဒါကြောင့်ကိုလေးချင်းရှော့ချရမှာရွေးချယ်တဲ့အကောင်းဆုံးသောအစားအစာများထဲမှာအာလူကွာတစ်ခုအပါဝင်ဖြစ်နေပါတယ်။148 gram အရွယ်စားရှိတဲ့အာလူတစ်လုံးမှာစွမ်းရည်လိုအပ်ချက်အတွက်ကီလိုရီ130တာပါဝင်ပါတယ်။အာလူများသည်အစာလင်းမြန်းစွာကျေလွယ်နိုင်သည့်အပြင်အခြားလူများသိတဲ့ဟင်းသီးညှိရွက်တွေထက်စွမ်းရည်သိပ်သည်စပုံမပါဝင်တာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်။လီလာတွေးကြည့်ကြရ အာလူစားပြီးကိုယ်လေးချိန်ရှော့ချနိုင်တော့တက်တေပြခဲ့ကြသလိုဂျမ်းမာကြီးနဲ့ညွတ်အောင်ပြင်ဆင်ထားတဲ့အာလူတွေဟာလေကိုယ်အလေးချိန်ကိုဟန်တာထားကြောင်းအထောက်ထားမရှိခဲ့ပါဘူး။ဒါဆိုရင်လက်ဆက်အာလူနဲ့ပုံစံအမျိုးမျိုးပြုလုပ်ထားတဲ့အာလူတွေကြအေးခဲအာလူနဲ့ရည်ရထုတ်အာလူအဟာရစွန့်ရပေါမှုနှုန်းကွာခြားမှုရှိသလား။အစင်းစင်ပြုပြင်စီမံထားတဲ့ US အာလူများရည်ရထုတ်အာလူနဲ့အေးခဲအာလူထုတ်ကုန်များတွင်လက်ဆက်အာလူကဲ့သို့ပိုတက်ဆီယမ်ဗီတာမင်စီနဲ့ အမြင့်တက်စရှိသည့်အာဟာရဂုဏ်တက်တီများပါရှိပါသည်။အာလူထုတ်ပုံပေါ်မူတည်၍ပမာဏအနည်းငယ်ကွာခြားသွားခြင်းသာဖြစ်ပါသည်။အာလူနှင့်ပတ်သက်ပြီးတည်တဲ့အချက်လက်တွေကို လေ့လာကြည့်အောင်။အာလူပြင်ဆင်ချက်ပြုတ်ပြီးနီလာများသည့်အာလူတွေပါဝင်သော အာဟာရဂုဏ်တက်တီများပေါ်အကျိုးသက်ရောက်မှုဖြစ်စေပါသည်။ရေပောင်းဖြတ်ချက်တာတို့မဟုတ်မြည်ပြင်းပြင်းနဲ့ဖုတ်တာကအာဟာရတော့ဆုံးရှုံးကြခြင်း။နီလာမှန်ကန်စွာဖြင့်ရေကူစွာအေးခဲထားနိုင်ခြင်းနဲ့အေးခဲထားခြင်းအပြင် အာလူမှာပါဝင်တဲ့အာဟာရဓာတ်မျိုးကိုညော့နဲ့မသွန်းနိုင်စေတိုင်းကြောင့်အာဟာရဆုံးရှုံးမှုနည်းခြင်းရေရထုတ်ထားသောအာလူထုတ်ကုန်များတွင်လည်းလက်ဆက်သောအာလူကဲ့သို့အနည်းငယ်ညော့နေတော့လေတူရည်သော အာဟာရပြည့်ဝရရှိနိုင်ခြင်း US အာလူများသည်လုံဆောင်မှုစွမ်းရည်အားပြည့်ရန်အတွက်ဘာကြောင့်ကောင်းမွန်လဲဆိုရင်နံပါတ်1လူခန္ဓာကိုယ်အတွက်အရေးကြီးလိုအပ်တဲ့ဗီတာမင် A အားစု Potassium Vitamin C အမြဲကာဘိုဟိုက်ဒရိတ်တို့ကိုတစ်ခါရရရှိခြင်းနံပါတ်2 တိတ်သည်းစပြင်းတဲ့ကာဘိုဟိုက်ဒရိတ်ဓာတ်ပေါင်းစုသည်ကြွက်သားနဲ့အုန်းနောက်အစွမ်းရောက်ဆောင်ရည်အတွက်မရှိမဖြစ်လိုအပ်ခြင်းနံပါတ်၃ဈေးစကားသက်တာပြီးစွမ်းဆောင်ရည်မြင့်မားတဲ့အစားအသောက်မျိုးဖြစ်ခြင်းနံပါတ်၄အည်သွေးကောင်းမွန်ခြင်းချက်ပြုတ်ပြင်စင်ရလွယ်ကူသက်တာခြင်းနဲ့အမျိုးစုံအသုံးပြုနိုင်ခြင်းနံပါတ်၅ဘုံဒနာမျိုးစုံဖြင့်ရရှိနိုင်ခြင်းဥပမာရေရထုတ်အာလူ AK အာလူလက်ဆက်အာလူအစသဖြင့်နံပါတ်၆ ်အားကစားသမားတွေအတွက်ပြည်ပြည်စုံနဲ့စွမ်းဆောင်ရည်ရဖို့အဆင်ပြေခြင်းစတဲ့အချက်တွေကြောင့်ပဲဖြစ်ပါတယ်ဒီလိုအာဟာရတတ္ထုများစွာ ပါဝင်ပြီးတင့်တယ်တဲ့နှုံထောင်းတဲ့အာလူးတွေကအာဟာရပြည့်ဝပြီးအားကစားသမားများအတွက်တာမကကိုယ်အလေးချိန်ထိန်းသိမ်းဖို့အတွက်စွမ်းအားပြည့်ဝအစာပြည့်စေတဲ့စားစာတမျိုးဖြစ်လို့အာလူးကိုစားသုံးတင်ကြမမိဟုပြောခြင်းပါတယ်